ကိုကလက်ရှိဂျပန်မှာကျောင်းတက်နေတယ်။ကျောင်းကထွက်ပြီးတော့မှတိုကူတေခါဆိုတိုရှောက်ပြီးကျောင်းနှစ်နှစ်လောက်နေလိုက်မယ်။ကျောင်းလခရဲစုပြီးမှပြန်ပြီးတော့ဆင်မုန်ကခုတက်တာတို့ဒိုက်ကခုတက်ချင်တဲ့လူတွေဒီဗီဒီယိုကိုကြည့်သင့်ပါတယ်။ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ကတော့ထွန်းမင်းသူဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကိုလာပြီးတော့မေးထားတဲ့မေးခွန်းတချို့ကိုကျွန်တော်ပြန်ပြီးတော့ဖြေကြားပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်မေးခွန်းကိုအရင်ဖတ်ပြပါမယ် language scoopy လို့ တုတ်တေခါစဒိုနှစ်နှစ်လောက်လုပ်ပြီးမှဆေမွန်ကခိုးတို့ဒိုက်ကခိုးတို့ပြန်တက်လို့ရလာပြတဲ့ဟုတ်ကဲ့ပါကြောင်းပြီးလို့တုတ်တေခါစဒိုပြောင်းမယ်ဆိုတာကပြဿနာမရှိပေမဲ့ကြောင်းမပြီးခင်တုတ်တေခါစဒိုကိုမပြောင်းပါနဲ့ကြောင်းကထွက်ပြီးတော့မှတုတ်တေခါစဒိုကိုမပြောင်းပါနဲ့လို့ကျွန်တော်ဖြေကြပြစေဟုတ်ကဲ့ပါနောက်တစ်ခုကကြတော့ကျွန်တော်ဒီကိုကလက်ရှိဂျပန်စာကျောင်း language school တက်နေတယ်ပြီးကြရင်ကျွန်တော်တို့တုတ်တေခါစဒိုပြောင်းလိုက်မယ် တစ်နှစ်တန်းနှစ်နှစ်တန်းဒီပတ်စံစုပြီးမှဒိုက်ကဟူတက်မဲ့ဆိုတော့ကျွန်တော်တို့တွေးထားတဲ့လူတွေကတော့ဒီ language school ကိုစရှောက်စဉ်ကလေးကပေါ့နော်ဘာကြောင့်ဒီ language school လက်ရှိတက်နေတာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်ဖို့လိုပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ language school တက်တယ်ဆိုတာကသူ့ရဲ့ဒါပထမဆုံးအခြေခံအစ်စ်နေနဲ့ကျွန်တော်ဂျပန်စာကိုဂျပန်ဘာသာစကားကျောင်းမှာလေ့လာလိုက်တယ်ပြီးကြမှာကျွန်တော်တို့ဆန်မွန်ကကိုဆိုတော့ကျွန်တော်တို့ဒီ college တက်ချင်တဲ့သူကဆန်မွန်ကကိုသွားမယ်ပြီးကြမှာကျွန်တော်တို့ဒီ ဒိုက်ကဟူသွားချင်တဲ့လူတွေကကျွန်တော်တို့ဒိုက်ကဟူသွားကြမယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ Li Language School လို့ခေါ်တဲ့ကျွန်တော်တို့ဒီဂျပန်စာသင်တန်းအကြောင်းကကျွန်တော်တို့ပေါင်ကူးလေးပေါ့နော်မြန်မာပြည်ကလာတဲ့ကျွန်တော်တို့ចောင်းသားတွေအတွက်ပေါင်ကူးလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကိုက GLPD N2 N1 လာအောင်ထားတဲ့လူတွေကတော့မြန်မာနိုင်ငံမှာကျွန်တော်တို့အထက်တန်းပညာရေးကိုပြီးမြောက်ထားတယ်ဆိုရင်တော့ပြင်ဒီဂျပန်က တချို့တချို့အကြောင်းတွေကလက်ခံတယ်ဆိုရင်ကျွန်တော် GLPD N2 N1 ရှိပြီးတော့လက်ခံတယ်ဆိုရင်စင်မုံကကိုတန်ပြီးတော့တက်လို့ရတာတွေရှိတယ်တက်ကတူတန်ပြီးတော့ချိန်လို့ရတာတွေတော့ရှိတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကခုနကမိကုန်းကိုပဲပြန်ပြီးတော့အဖြေပေးရမယ်ဆိုရင်တော့ဖြင့် language school ပြီးလို့ဒုတိယ class တို့နှစ်နှစ်လောက်လုပ်ပြီးတော့မာစင်မငါကိုတက်မယ်ဆိုရင်တက်လို့တော့ရတယ်သို့တော်လည်းပဲဒီနေရာမှာဘာတစ်ခုရှိလဲဆိုတော့ဒုတိယ class တို့ visa ကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဒုတိယ class တို့ visa ဆိုတာဘာအတွက်ပေးထားတာလဲဂျပန်နိုင်ငံတော်ကနေပေါ့နော်ဆိုတော့ဒုတိယ class တို့ visa ရဲ့သူ့ရဲ့မူရင်းအတိတ်ပဲကပေါ့နော်လက်ရှိမြန်မာတွေကိုချပေးထားတဲ့ဒုတိယ class တို့ visa ဆိုတာကဂျပန်နိုင်ငံတော်ကပေါ့နော်ကျွန်တော်မြန်မာနိုင်ငံအခြေအနေတစ်ခုကြောင့် မနက်ငယ်ကိုပြန်ဖို့အခက်အခဲရှိနေတဲ့လူတွေကိုယာယီခိတခဏလူသားချင်းစာနာထောက်ထားပြီးတော့မှချပေးထားတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မမေ့ဖို့လိုတယ်။မြန်မာနိုင်ငံအခြေအနေကြီးကတော့ကွာလက်ရှိရုပ်တရက်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ကျွန်တော်နေလို့ရသေးတယ်။ငါတို့လုမယ်ဆိုလှုပ်ရှားလို့ရသေးတယ်ဆိုတဲ့အတွင်းနဲ့ရှောက်မယ်ဆိုရင်တော့ရှောက်လို့ရတယ်။တိုးတောင်ကြလည်းပဲဒီနေရာမှာကိုကလက်ရှိတောင်မှဒီဂျပန်ဘာသာစကားအကြောင်းကိုဂျပန်မှာပေါ့နော်ကြိုးကြိုးစားစားနဲ့ ခက်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 ပင်ပင်မှန်မှန်နဲ့တက်နေပြီးတော့မှဘလို့မှ line မတူတဲ့ line တစ်ခုကိုချက်ချင်းပြောင်းလိုက်မယ်ပြီးကြမှကျွန်တော်တို့ចောင်းဘက်ကိုလာမယ်ဆိုတဲ့ဟာကတော့တွေးကြည့်ရင်တော့ဟုတ်တူလို့ရှိမယ်တကယ်တမ်းရင်ဆိုင်ရတဲ့ကတကယ်တမ်းအဲ့ဒီပွားကိုဖျက်တမ်းရတဲ့ကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့เนาะဘာလို့လဲဆိုတော့လက်ရှိဂျပန်စာတင်တန်းကြောင့်မှာဂျပန်စာကိုတောင်မှကျွန်တော်တို့ဒီ GLBDN2 လောက်ကိုအအောင်မလုပ်နိုင်ပဲနဲ့ အပြင်ကိုထွက်သွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဂျပန်စာဂျပန်စကားနဲ့တတော်ကိုဝေးသွားမှာဖြစ်တယ်ဒုက္တိခါဆူရိုနဲ့ကိုကပြောင်းလိုက်ပြီဆိုရင်ဒုက္တိခါဆူရိုမှာအာနေချာတာချက်အကြောင်းကိုကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာပြောထားပေးထားတယ်ဆိုတော့ဒုက္တိခါဆူရိုအကြောင်းကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီပြီးခဲ့တဲ့ဗီဒီယိုတွေသွားကြည့်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ဒုက္တိခါဆူရိုအကြောင်းကိုတော့အများကြီးမပြောတော့ဘူး language could be လို့တူကတဲ့ခါဆိုတော့နှစ်နှစ်လောက်ပြောင်းပြီးတဲ့အခါမှာစင်မွန်ကခုတို့ဒိုက်ကခုတို့ကိုပြန်တက်လို့ရပါသလားဗျာဆိုရင်တော့ဒီမေကွန်ကိုတရရဖြေရမယ်ဆိုရင်တော့ဟုတ်ကဲ့ပါရပါတယ်သို့တော့တူကတဲ့ခါဆိုတော့လက်ရှိချပေးထားတဲ့မြန်မာနိုင်ငံသားတွေကိုချပေးထားတဲ့တူကတဲ့ခါဆိုတော့ရဲ့အတိတ်ပဲကိုတော့ကိုကအရင်ဆုံးနားလည်အောင်လှုပ်ထားဖို့လိုပါမယ်ခင်ဗျာသူကကျွန်တော်တို့ကိုဂျမန်နိုင်ငံကနေယာယီလူသားချင်းစာနာထောက်ထားပြီးတော့မှချပေးထားတဲ့ဗီဇာမျိုးစားတစ်မျိုးဖြစ်တဲ့ဖြစ်တဲ့အတွက် ဗီဇာရဲ့ခိုင်မာမှုကမတိချပါဘူးလုံမဲဆိုလုံလို့ရတယ်ဖြစ်လာသမျှကိုအကောင့်လုံးမှတ်ပြီးတော့ကိုလုံရင်ကိုခံရမှာဖြစ်တဲ့အတွက်လုံမဲဆိုရင် လုံလို့ရပါတယ်သို့တော့ဒီနေရာမှာကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုတော့ဒါကတော့မလုံသင့်ဘူးလို့ပဲကျွန်တော်အကြံပေးပြရစေတကယ်လို့တစုံတရာမေ့ချင်တဲ့ဟာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ပေါ့နော် comment box မှာရေးထားခဲ့လို့ရပါတယ်လို့ပြောချင်နေတယ်ပဲကျွန်တော်ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ပြရစေဗျကျေးဇူးအများကြီးတင်ပါတယ်